တန်ကိစ္စသားမလေးအကြောင်းကိုလည်းဘုံဘုံပြောပြခြင်းဟုတ်လားသူက9နှစ်တားနဲ့ရဟန္တာဖြစ်တယ်ဒီကိုရင်ကအဲ့ဒါတနေ့တော့မြတ်စွာဘုရားကရဟန်းတော်တွေပါ30လောက်နတော်ရဆောက်တည်ပြီးတော့တရားကျင့်ကြဖို့နော်သွားကြမယ်ဆိုတော့မြတ်စွာဘုရားကိုလာပြီးတော့နှစ်ရှစ်ခိုးဥချကြတော့မြတ်စွာဘုရားဒီရဟန်းတွေမှာဘေးဖြစ်မယ်ဆိုတာမြင်တယ်အဲ့ဒီသွားတဲ့နေရာမှာဒုက္ခရောက်လိမ့်မယ်ဆိုတာမြင်တယ်အဲ့ဒီဘေးဒုက္ခကိုဒီတန်ကိစ္စသားမလေးက ကဲတင်ပေးနိုင်လိမ့်မယ်ဆိုတော့လည်းမြင်တယ်အဲဒါကြောင့်မို့လို့မြတ်စွာဘုရားယဟန်တို့မင်းတို့သွားကြမယ်ဆိုရင် နောင်တော်ကြီးဖြစ်တဲ့သာရိပုတ္တရာကြီးကိုဝင်သွားကြနှုတ်ဆက်သွားကြလို့အဲ့လိုအမိန်ရှိအဲ့ဒါနဲ့အဲ့ဒီယဟန်တွေအရှင်သာရိပုတ္တရာကြီးကိုဝင်ပြီးတော့နှုတ်ဆက်တော့မြတ်စွာဘုရားလှုပ်လိုက်လို့ပါဘုရားဆိုတော့ရှင်သာရိပုတ္တရာဆင်းခြင်းကြည့်တော့ရှင်သာရိပုတ္တရာလည်းမြင်တယ်။အော်မြတ်စွာဘုရားဒါကြောင့်ငါကြီးကိုလှုပ်တာပဲဆိုတာမြင်တဲ့အတွက်ကြောင့်သူ့ရဲ့တပည့်ပေါ့ရှင်သာကိစ္စကိုရင်က ဲ့ဒါနဲ့မင်းတို့ဒီတန်ကိစ္စကိုရင်လေးကိုခေါ်သွားကြကိုရင်ကတော့ဘယ်ရွယ်လဲတော့ပုံပုံမှာမှန်းတက်ဖို့ရဟန္တာတော့ဖြစ်ပြီးသွားပြီအဲ့ဒီချိန်မှာဟုတ်လားဒီကိုရင်တန်ကိစ္စကိုရင်ဝတ်တယ်ရဆတ်တော့ဟာတစပင်စကားကမ္မထန်စီပြန်ပြီးတော့သင်လိုက်သင်ပေးလိုက်တာနဲ့ခေါင်းရိပ်ပြီးတော့သူကတခါတည်းရဟန္တာဖြစ်တာအဲ့ဒါနဲ့ကိုရင်ကိုခေါ်သွားရဆိုရှင်ဘုရားကိုရင်ကိုရင်ငယ်လေးဆိုတော့သူ့အတွက်တပြည့်တော်နော်စောင့်ရှောက်ရတာနဲ့ဒုက္ခများပါတယ်မခေါ်ပေးရစေနဲ့ပြရှင်သာရိပုတ္တရာ ူ့ကြောင့်မို့လို့သင်တို့ဒုက္ခမရောက်နိုင်ဘူးเนาะသင်တို့ရဲ့ဒုက္ခကို तू ਆ ပဲဖြည့်ရှင်းပေးနိုင်လိမ့်မယ်သင်တို့အတွက်သာလင် तू ਆ ကြောင်းကြဆဲရလိမ့်မယ်သင်သူတို့သူ့အတွက်သင်တို့ကြောင်းကြဆိုက်ဆရာမရှိဘူးအဲ့ဒါခေါ်သွားတာကိုရောက်တော့ဒူဒူပြောကြပါစို့ဟိုကပ္ပိယကြီးရှိတယ်သူတို့ခိုင်းတာလုပ်ပြီးတော့ကြွေးတာစားတယ်တကာကြီးတယောက်ရှိအဲ့ဒီတကာကြီးကနောက်တော့သမီးတွေဒီကိုအလဲပြန်မယ်ယူပြီးတော့ဒီရဟန်းတော်တွေမသိအောင်သူအိမ်ကိုခို့ပြန်တာ ဲ့ဒါပြန်လာတဲ့အခါကျတော့တော်ထဲမှာဓမြတွေနဲ့တွေ့တယ်တခိုးဓမြအဲ့ဒီတခိုးဓမြတွေကလည်းသူတို့လုပ်ငန်းအဆင်မပြေလို့ရစ်ပူစော်ဖို့လိုအပ်တယ်ဆိုတဲ့အမြင်နဲ့လူရှားနေတယ်အဲ့ဒီအချိန်မှာအဲ့ဒါနဲ့ဒီကပိယာကြီးကိုလည်းတွေ့ရောဖမ်းပြီးတော့သူ့ကိုတတ်ပြီးတော့ရစ်ပူစော်ရမယ်လို့လှုပ်တော့ကြောက်လန့်ပြီးတော့ကပိယာကြီးကအာသူဟာအလွန်ယုံညံ့နေအစဉ်အတန်းအလွန်နှိမ့်နေသူဖုံးစားပါပေါ့နော်သူ့ကိုပူစော်လို့နှက်တွေကနော်သဘောကျမှာမဟုတ်ဘူးပေါ့နော်ဟိုတော်ထဲမှာ ော်အမျိုးကောင်းသားတွေယဟန်ပြုတ်ပြီးတော့လှုပ်လာကြတာရှိတယ်ဟုတ်လားအဲ့ဒီယဟန်တွေကမင်းမျိုးကနေဖြစ်လာတာလည်းရှိတယ်ဟုတ်လားအဲ့တော့အဲ့ဒီယဟန်တွေကိုမြန်ပူဇော်မယ်ဆိုရင်နှစ်ကြီးကပို့ပြီးတော့သဘောကျလိမ့်မယ်ဆိုပြီးတော့အဲ့ဒီကပိယကြီးကသူလွတ်ရလွတ်ကြောင်းအတွက်ယဟန်တွေကိုကြောက်ချတာပေါ့နော်အဲ့ဒါနဲ့ကိုသားသမီးတွေကလည်းသဘောကျပြီးတော့အဲအဲ့လိုဆိုမင်းရှိရသွားလမ်းပြခိုင်းပြီးတော့ယဟန်တော်တွေဒီကိုရောက်လာကြအဲ့ဒါယဟန်တော်တွေဒီရောက်လာတော့ယဟန်တော်တွေကအကြီးဆုံးယဟန်အစပြီးတော့ငါလိုက်သွားမယ် ကျန်တဲ့လူတွေအကုန်လုံးကျန်တဲ့ရဟန်းတွေအကုန်လုံးအေးအေးဆေးဆေးအားထုတ်ရကြဒီလိုပဲပြောကြတာဒါပေမဲ့ရှင်သင်္ကိစ္စကလည်းပဲရှင်ပြားတို့ကြောက်ကြပဲနေတော့မူကြတပီတော့လိုက်သွားမယ်အဲ့တော့အကြီးဆုံးရဟန်းကဘာပြောလို့ဆိုတော့တို့ရဟန်းတွေအကုန်လုံးနော်ပျက်စီးမယ်ဆိုရင်တော့တင့်ဝင်တော့ထဲ့လို့မရဘူးပေါ့နော်တင့်ကိုရှင်သာတိပုတ္တရာတိကနေတို့ကအမခံပြီးတော့ခေါ်လာရတာတင့်ဝင်တော့ထဲ့လို့မရဘူးဆိုတော့ရှင်သင်္ကိစ္စဒီဘေးကိုမြင်လို့နော်အရှင်မြတ်ကတပီတော့ထဲ့လိုက်တာ ဒါကြောင့်မလို့ရှင်ဖျားတို့ဘာမှပူပန်ကြောင်းကြတော့မမူရနဲ့ဒါကိုဘေးကင်းတော့ရန်ကင်းတော့တပိတော့လှုပ်လာခဲ့နိုင်လိမ့်မယ်လို့ယုံကြည်တယ်ပေါ့နော်ဒါကြောင့်သူ့ကိုထဲလိုက်ဖို့ပြောအဲ့ဒါနဲ့ရဟန်းနေရာမျက်ရည်ဆက်လက်နဲ့သူ့ကိုထဲလိုက်ကြကိုရင်လေးကိုထဲလိုက်အဲ့ဒါဟိုရောက်တဲ့အခါကျတော့မိတွေဖို့ထားတယ်တစို့တွေပြင်ထားတယ်သူ့ကိုတတ်ပြီးတော့မိကင်ပြီးတော့နပူစုံမယ်ပေါ့အဲ့ဒါနဲ့ခေါင်းဆောင်ဓမြကြီးဟာဒီကိုရင်ကိုတခါတဲ့သူ့ရဲ့လက်ဆွဲတန်လေးရဲ့ အားယူပြီးတော့တခါတည်းခုတ်ဖြတ်ချရည်တယ်။ဒါမဲ့တန်လျက်ကနော်ထရွက်ချောက်လို့ပေါ့နော်တခါတည်းခွေပြီးတော့ထရွက်လို့လိတ်သွားတယ်။ငါခုတ်တာမတည့်လို့နဲ့တူတယ်ဆိုတခါထပ်ဖြောင်းပြီးတော့တေချာလုတ်ပြီးတော့ခုတ်တယ်။မရဘူးအဲ့လိုပဲနော်လိတ်သွားပြန်တယ်။နောက်ကိုပဲပြန်လန်သွားပြန်တယ်။အဲ့ဒါနဲ့ဓမ္မကြီးကအံ့ဩသွားတယ်။အော် ခိုင်းဆိုလို့ရှိရင်ဒီရှားနှစ်သားလိုဟာမျိုးတော့ငါကြာကြာဆွဲကြာရင်းကိုဖြတ်လိုက်ရတယ်လို့မျိုးဒီတန်လေးဟာအလွန်ထက်တယ်ပေါ့အဲ့တော့ဒီကိုရင်ရဲ့ဂုံကြီးစုဟာအလွန်ကြီးပုံရတယ်ပေါ့အသက်မဲ့တဲ့တန်လေးကတောင်တိတယ်ပေါ့သူအဲ့လိုတောင်တွေးမိတယ်ငါဘာလို့မသိရလဲဆိုကြောက်လန့်ပြီးတော့ကိုရင်ရဲ့ခြေရင်းမှာတန်လေးကိုချပြီးတော့ဝစ်စင်းတယ်အဲ့ဒါနဲ့ထပြီးတော့သူဟာမေးတယ်အဲ့တဲ့ကိုရင်ကိုကိုရင်ကိုကြည့်လိုက်တော့လေကိုရင်ကမျက်နှာကလည်းကြီးလန်းနေတယ် ဟုတ်လားလူမေးတယ်ဆိုတော့နော်တာသောတေနတိနဘေယံဘေယောဝန်တော်ပတိတေတိကတမနာပရိဒီဝေတိဧဝရူပေမဟာဘေယီတေအရှင်ဘုရားအားတာသောထိတ်လန့်ခြင်းသည်နတ္တိမရှိဘေယံကြောက်ခြင်းသည်နတ္တိမရှိဘေယောလွန်စွာဝန်တော်အစင်းသည်ပတိတေတိကြည်လင်လာ၏ဧဝရူပေဤသို့သဘောရှိသောမဟာဘေယီကြီးစွာသောဘေးဖြစ်သောခါ၌ကတမအဘဲကြောင့်နပရိဒီဝေတိမငိုကြွေးပြီသည်နိ အရှင်ဘုရားကိုကြည်ရတာထိမ့်လန့်တာလည်းမတွေ့ရဘူး။ကြောက်တဲ့လန့်တဲ့အနေထားလည်းမတွေ့ရဘူး။ရှင်ဘုရားရဲ့မျက်နှာအရှင်ဘုရားရဲ့အရည်အစင်းတွေကအလွန်မှကြည်လင်နေ။ဒီလောက်ကြီးတဲ့ဘေးကြီးတွေ့နေတဲ့အခါမျိုးမှာတော့ဘာကြောင့်မငိုချွေးတာတော့။အဲ့လိုမေးတဲ့အခါကျတော့ကိုရင်ပြန်ပြောတယ်တဲ့။နတ္ထိစေတတိကံဒုက္ခနပိခတကာမဏိအတိတ်ကံတော့ဘယံတပ်ပံခိနာတန်ယောစနောဤတိ။နောက်ကာမဏိတခါကြီးတဲ့ ဣတိယဟနာပုဂ္ဂိုလ်သည်တပ်ပံအလုံးစုံသောဘယံဘေးရန်ကိုအတိတ်ကံတော့လွန်မြောက်တော်မူပြီခိနတန်ရောစံတော်ကုံပြီသောတန်ရောစဉ်ရှိတော်မူ၏အနပိခတ္တကိုအသက်၌ငက်ကွက်ခြင်းမရှိသောယဟနာပုဂ္ဂိုလ်အားရှေတတိကံစိတ်ကိုမှီ၍ဖြစ်သောဒုက္ခဆင်းရဲသည့်နှက်တိမရှိ၏ကဲဘာမှနားမလည်ရမရှိဘူးနော်တခါကြီးတဲ့ယဟနာပုဂ္ဂိုလ်ဆိုတာတန်ရောစဉ်နေအကုံလုံးကိုနော်ကုံခန်းပြီကုံခန်းအောင်လုပ်ပြီးသွားပြီဒါကြောင့်ဘေးရန်တွေကအကုံလုံးသူဟာလွန်မြောက်သွားပြီး သူ့ရဲ့ခန္ဓာကိုယ်နဲ့အသက်အသက်ရဲ့အပေါ်မှာတောင်းမှသူဟာငက်ွက်ခြင်းမရှိဘူးဒါကြောင့်မို့လို့နော်စိတ်ကိုမှီပြီးတော့နော်ဒုက္ခဖြစ်တယ်ဆိုတာမရှိဘူးတဲ့ဒီစိတ်မှာဒုက္ခဖြစ်နေတယ်ဆိုတာမရှိဘူးတဲ့ခိနာယဘဝနိတိယဒိဋ္ဌဓမ္မေယထာတတနိဗ္ဗာန်မရဏဟောတိဘာရဝရောပဏယထာနော်ဒါလေးလည်းပဲမှတ်သားရအောင်ဘဝနိတိယဘဝသုံးပါးသို့ဆောင်းတဲ့သောကျိုးနဲ့တူသောတဏှာဤခိနာယကုံချင်းကြောင့် ဘာရဝရပဏယထာဝန်တို့ကိုပြစ်ချအခြင်းကဲ့သို့ဒိဋ္ဌဓမ္မေမျက်မှောက်သောကိုဤအဖြစ်၌ယထာတတဟောဉာဏ်ညာသောအချင်းရာအဖြစ်နိဗ္ဗာန်ရောက်လာခြင်းမရှိဘဲမရဏံတေရခြင်းသည်ဟောတိဖြစ်၏တဲ့ဆိုလိုတာဘာတော့တဏှာကိုဘဝနိဋ္ဌိယာလို့သုံးတယ်နော်လောဘကိုဘဝနိဋ္ဌိယာနော်ဘဝတွေကိုဆွဲဆောင်သွားတဲ့ကျိုးပေါ့နော်တစုံတစ်ခုကိုကျိုးနဲ့ချီပြီးတော့ဆွဲလိုက်တယ်ဆိုအဲ့ဒါလေးကပါလာတယ် တ်လားဖမုန်းတို့ဘဝစီကိုရောက်အောင်ဆွဲခေါ်နေတဲ့ကြိုးရှိတယ်အဲ့ဒီကြိုးကဘာလို့ဆိုတော့လောဘဆိုတဲ့တဏှာအောင်နော်အဲ့ဒီကြိုးကကုံသွားပြီတဲ့အဲ့ဒီကြိုးကိုဖျက်တော့ပြီးသွားပြီနော်ဘဝနိတိယခိနာယဘဝစီကိုချင်းကပ်စေတဲ့တဲ့တဏှာလောဘကုံသွားပြီဒါကြောင့်မို့လို့ဘာရဝရောပဏယတ္ထဒါလေးကတော်တော်လေးရှင်းပြရတယ်ကောင်းဂျန္နာပုဂ္ဂိုလ်တွေအတွက်သေခြင်းတရားဆိုတာဝန်တို့ကြီးပြချလဲရတယ်လို့ပဲလို့ပြောတယ်ရွတ်ထားရတဲ့ဝန်တို့ကြီးလေးလာပြီ ဟုတ်လားလေးလွန်းလို့ဒါကြီးကိုပြစ်ချလိုက်တယ်ဆိုတော့ပေါ်ပါသွားတာပေါ့ဟုတ်လားဘာရဝရောပဏယထဝန်တို့ကိုပြစ်ချရခြင်းကဲ့သို့ဒိဋ္ဌဓမ္မေမျက်မှောက်သောကိုယ်၏အဖြစ်၌ယထာတတဟောဥညာညာအချင်းရာဖြင့်နိဗ္ဗာန်ကြောက်လန့်ခြင်းမရှိဘဲမရဏံသေးခြင်းသည်ဟောတိဖြစ်တော့သေတဲ့အခါမှာနင်းနေလီတော်ကြောက်ရွံ့မှုမျိုးတောင်သူ့မှာမရှိဘူးဘလို့ကြောက်ရွံ့မှုမျိုးမှမရှိဘူးဟောဥညာညာဆိုဘလို့ကြောက်ရွံ့မှုမျိုးမှသူ့မှာမရှိဘူးဘာဖြစ်လို့တော့ဝန်တို့ပြစ်ချရလိုက်ရတဲ့လိုမျိုးလို့သူပေးတဲ့ဥ လွန်စဉ်းစားတဲ့အကောင်အဲ့တော့ဒီကိုရင်ရဲ့ပြောတဲ့စကားတွေဟာသူတို့မှာခေမမင်္ဂလာနဲ့ယာနုံးမြီဘလောက်ထိပြည့်စုံနေတယ်လဲဆိုတာသိနိုင်တယ်ပေါ့တနည်းအားဖြင့်အတွင်းဘေးအတွင်းရန်ကိုနော်ရှင်းလင်းထားတဲ့အတွေ့အကြုံပြင်ဘက်ကကြောက်မော့ဖွယ်ရကောင်းတယ်နော်တကယ်ကိုပဲဒါတန်လေးရဲ့နဲ့ကိုယ်အသေးခုတ်တတ်မဲ့ဘေးဟာဒါအကြီးဆုံးဘေးလို့ဆိုနိုင်တာပဲလေဟုတ်လားဒီလိုဘေးမျိုးနဲ့ကြုံတဲ့အခါမျိုးမှာတော့သူကဘာမှဒုက္ခမရှိဟုတ်လားအဲ့ဒါနဲ့ ဒီခေါင်းဆောင်တခုကြီးဟာလက်အောင်ငယ်သားတွေကိုကြည်တယ်မင်းတို့တော့လှုပ်ရှင်တာလို့ပေါ့ငါကတော့ဒီကိုရင်စီမှာရမ်းပြူတော့မယ်ပေါ့နော်ဒီကိုရင်ရဲ့တပည့်ခံတော့မယ်သူလက်တွေ့ကိုပဲအစွမ်းတတ္တိကမြင်လိုက်ရတာကိုဟုတ်လားရုပ်ပိုင်းဆိုင်ရာဒုက္ခနာကိုဓာတ်နဲ့ခုတ်ဖြတ်လို့မပြတ်တဲ့အနေအထားကိုမြင်ရတာတည်းမကဘဲနဲ့သူ့ရဲ့စိတ်ဟာဘလောက်ထိနော်အဆုံးစုံထိကြန့်ခိုင်မှုရှိနေတယ်ဒီအံ့ဩစရာအနေအထားကပိုးတော်မှာ အံ့ဩစရာကောင်းတယ်လို့ဆိုနိုင်တယ်။ဟုတ်လား။ကနာကိုကြီးကိုဓာတ်နဲ့ခုတ်ဖြတ်လို့မပြတ်တဲ့အံ့ဩဖွယ်ရာထက်ဟုတ်လား။ဒီလိုဒုက္ခနဲ့တွေ့တဲ့အခါမှာစိတ်ရတုံ့လုံမှုမရှိတဲ့ဆင်းရဲမှုမရှိတဲ့အနေအထားတစ်ခုကပိုးပြီးတော့တောင်းအံ့ဩစရာရှိမယ်လို့မဆိုနိုင်ဘူးလား။ဆိုနိုင်တယ်။အဲ့ဒါနဲ့ကျန်တဲ့ခိုးသားတွေလည်းအကုန်လုံးရဟန်းပြုကြတယ်လို့ဆိုရပါစို့။သူတို့အကုန်လုံးရဟန်းဖြစ်ပြီးတော့ရဟန္တာတွေဖြစ်ကြတယ်။